ောဖို့ရာဒေတာကိုသတ်မှတ်ဖို့ပြဖို့ရာတချို့နေရာတွေကျတော့ခက်ခဲမှုတွေရှိတယ်ဆနဝါမြောက်တုန်းကဝေရင်စာမှာဝါဆိုပြီးရသော်ပြားဟာဝေတာလီဘက်ကိုကြွသွားတယ်။အဲဒီကနေတာဝတိတာဝတိကနေပြီးခေဒေသစာရီတော်ကြွပြီးအခု73ဝါမြောက်ရောက်တဲ့အခါကျတော့စာလိကမြို့ဆိုတဲ့ အဲ့ဒီမြို့အနီးနားမှာဖြူဖွေးနေတဲ့ကြောက်သားတွေရှိတဲ့တောင်ကြီးစကြင်တောင်တို့လိုဝေးဝေးဆွတ်နေတဲ့ကြောက်တောင်ကြီးမှာမြတ်စွာဘုရားသတင်းသုံးတာအဲ့ဒါစာလိကတောင်လို့ပဲခေါ်ကြတယ်ပေါ့အဲ့ဒီတောင်မှာရှိတဲ့တောရကျောင်းမှာသတင်းသုံးနေတိုင်းအဲ့ဒီအချိန်မှာဘုရားမြတ်စွာရဲ့တက်တော်ဟာ 48နှစ်ပဲရှိသေးတယ်ပေါ့တက်တော်48နှစ်အရွယ်ရသဗျာစာလိကတောင်မှာသရင်သုံးနေထိုင်တဲ့အခါမှာမတန်းဝင်တဲ့အဖြစ်ပြက်တစ်ခုဒီနေ့ညမတ်မတ်သားနာယူကြမှာဖြစ်တယ်စာလိကတောင်တော့ရအကြောင်းသရင်သုံးနေတဲ့အချိန်မှာရသဗျာကို ဝကြည်ဝင်ပြုစုနေတဲ့ယဟန်တော်ကရှင်မေခိယလို့ခေါ်တယ်ဝါနစေအတွင်းမှာဆိုလို့ရှိရင်ဘုရားကိုဝကြည်ဝင်ပြုတဲ့ပုဂ္ဂိုလ်တွေဟာအလင်းတင့်တယ်လို့ဝကြည်ဝင်ပြုတာခုခေတ်လို့ဆိုလို့ရှိရင်တော့ရသော်ဘုရားရဲ့ PS ဆိုပေါ့တော့ဘုပ္ပစံနဲ့တင့်တင့် ဘုရားကိုပြည့်စုံလို့ကြွေးတဲ့ဥပဋ္ဌာကယဟန်တွေဟာအတိတကျမရှိသေးဘူးရမယံခာရှန္ဒန္တာကပြည့်စုံလိုက်ရမယံခာရှင်နာဂိတတို့ရှင်သာကတတို့ရှင်ဥပဝါနာတို့ရှင်သူနခတတို့ဆိုတာကြုံရပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရဲ့ဝိဇ္ဇုံငယ်ကိုပြည့်စုံပြီးတော့အနိကနေထိုင်ခဲ့ကြတယ် အားလုံးဟာမြတ်စွာဘုရားဆန္ဒကိုလိုက်လျောကြတာမဟုတ်ဘူးလူတွေကတော့ထင်ကြလိမ့်မယ်မြတ်စွာဘုရားဟာဘုံတော်အနန္တကံတော်အနန္တတကောတော်အနန္တနဲ့ပြည့်စုံသည့်အတွက်ကြောင့်လောကမှာအရာခတ်သိအစွမ်းတကူတွေနဲ့ပဲဖြည့်ရှင်းသွားလိမ့်မယ်လို့ဒီလိုတွေးမယ်ဆိုရင်လူသားမဆန်တဲ့အတွေးမျိုးတွေပဲဖြစ်မှာမြတ်စွာဘုရားဟာ လူသား လူသားတဲကတော့အံ့ွယ်လူသားထူးခြားတဲ့တကယ်သူတော်စင် အသိပညာထက်မြက်လွန်းတဲ့ပုဂ္ဂိုလ်ကရုဏာကြည်မလွန်းတဲ့ပုဂ္ဂိုလ်အစ္ဆရိယမနုဿာလို့ဆိုရတကယ်အံ့ဩဖွယ်ကောင်းတဲ့လူသားတယောက်သို့တော်ရသော်ဗျာရဲ့ဉာဏ်နဲ့ပုဂ္ဂိုလ်တွေနဲ့ဆက်ဆံမှုတွေဟာတကယ်ကို လူသားဆန်ဆန်နဲ့ဆက်ဆံသွားတာဖျားပေါ်ဆက်ဆံကြတာလေ ကြောက်ရွံ့ယုတ်သေးခြင်းလေးစားလွန်ခြင်းဆိုတဲ့ပုံတရံนี่မပေါ်ဘူးကြောက်ရွံ့ခြင်းဆိုတာမပါဘူးယုတ်သေးလေးစားတဲ့သဘောတော့ပဲပါကြတယ်သို့တော့ရသော်ဘုရားအနိနာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာရသော်ဘုရားဆန္ဒကိုလိုက်လျောကြတာမဟုတ်ဘူးဆိုတာမှတ်တမ်းနေရသိရှိရတယ်ဘောရှင်မေဂိယကရသော်ဘုရားကိုပြုစုနေတဲ့အချိန် အဲ့ဒီမှာနေရင်အလိုကျွေးရန်ဆိုတာမြတ်စွာဘုရားရဲ့ပြုစုရေးတာဝန်တွေကိုတာဝန်ယူထားတာဖြစ်သည့်အတွက်ကြောင့်ဘယ်သွားသွားမြတ်စွာဘုရားကိုပန်ကြားသွားမယ်ဆိုတာတော့ထုံတန်းစင်လာအရာဧတရက်တော့ရှင်မေခိယကစာလိကတော်ရအကြောင်းကနေပြီးတော့အနိပါဝကျင်မှာရှိတဲ့ယွာရီတဲက ဇန်တုဆိုတဲ့ကျွာကိုသူဆွမ်းကန်သွားခြင်းဆွမ်းကန်သွားခြင်းလို့မြတ်စွာဘုရားကိုခွင့်ပန်တယ်တပည့်တော်ဇန်တုရွာကိုဆွမ်းကန်သွားပြရစေပါလို့ဆိုတော့မြတ်စွာဘုရားခွင့်ပြုလိုက်တယ်အဲသူတပါးတယ်သင်္ကန်းလေးယုံပြီးတော့တပိတ်လေးနဲ့ဆွမ်းကန်ထွက်သွား